တော်လညာကြပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒီနေ့ညခင်းမှာတော့အင်တာမကောင်းမွန်တဲ့သတင်းတူသတင်းကောင်းတွေရှိနေပါတယ်အဲ့ဒီထက်မှဆိုရင်နိုင်ဂျင်းနေတင်လာတဲ့ကားကိုဒီမကွေးတိုင်းထဲမှာဂျားဖြတ်တိုက်ခိုက်ပြီးတော့ထောင်းတန်း200ကျော်ကြာခံထားရတဲ့ PDF ကိုကယ်ထုတ်နိုင်လိုက်တဲ့သတင်းကောင်းပါနောက်ထပ်သတင်းကောင်းတစ်ပုဒ်ကတော့ပေါ့တောင်ပိုင်းကပြူစောတိရွာနှစ်ရွာကိုတော်လိုင်းတက်တွေသိမ်းဆီးနိုင်လိုက်တယ်ဆိုတဲ့သတင်းပါ ကြားပြန်လုံငန်းပိုင်ရှင်တထေးတွေရွှေကုတ်ကိုမြို့တင်မှာလုံးဝမရှိဘူးဆိုပြီး BGF ဘက်ကတော့ငင်းဆိုလာပါတယ်။ဘာကံမှာတော့အကြံပတ်စစ်တပ်ရဲ့လက်နက်ကြီးကြီးလူနေရက်ွက်ထဲကိုကြားရောက်ခဲ့တဲ့မှတ်တမ်းရုပ်တံဖိုင်ကိုလည်းကြည့်ရှုရဖို့ရှိနေပါတယ်။အဲတော့ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်တို့ကြည့်ရှုရအောင်ပါ။ပထမဆုံးသတင်းတစ်ပုဒ်ကတော့မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့အကြံပတ်စစ်အုပ်စုနယ်ပြူစောထီးတွေအထိုင်ချပြီးတော့တက်ဆွဲနေထိုင်နေတဲ့ဝင်းကျုံရွာနဲ့ တစ်ချုံကုန်းရွာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့မြိုင်းပကဖကဒီကနေ့နိုဝင်ဘာ22ရက်နေ့မှာထုတ်ပြန်လာပါတယ်။အဲဒီဘူစော့တီအထိုင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ရမှာအကြမ်းမဆုပ်စုတပ်ဖွဲ့ဝင်3ဦးကိုစစ်တုံးမှအဖြစ်နဲ့အရှင်ဖမ်းမိခဲ့ပြီးတေဆုံးထိခိုက်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ဝင်းကျုံရွာနဲ့တစ်ချုံကုန်းရွာကိုတိုက်ခိုက်ပြီးတဲ့နောက်ပင်တော်ဘူစော့တီစခန်းကိုဆက်လက်ပြီးတော့တိုက်ခိုက်ရမှာအင်အားအလုံးရင်းနဲ့အကြမ်းမဆုပ်စုတပ်တွေစစ်ကူရောက်လာတာကြောင့်နောက်ပြန်ဆုတ်ခေရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဲ့ဒီပြစောတိပါတွေကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်နွေဘလာတရက်မှာစစ်ဖြူကပ္ပစာ22ကနေတက်မ96လက်အောက်ခံစစ်ကြောင်းဝင်လာတာကြောင့်ဒေါ်လာရင်းတက်တည်နောက်ဆိုပေးထားပြီးတော့စီးရီးအရာပြန်လည်ဆောင်ကြည့်နေတယ်လို့ပြောဆိုထားပါတယ်။ဒါပြင်ပေါက်နဲ့မြိုင်နယ်အတွင်းကစစ်စင်ရေးတွေကိုပေါက်ပကဖမြိုင်ပကဖ MGY တက်စတဲ့မဟာမိတ်တပေါင်းစုတွေကပူးပေါင်းပြီးတော့ထပေါက်ကုန်းရွာဂျိုင်းဆောင်ရွာဖလန်ကိုင်းရွာနဲ့ ညောင်စင်ရွာတောတိုက်တွေအထိဆေးဥစုတက်စစ်ကြောင်းတွေကိုအထိနာအောင် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အထိနာသွားတဲ့အချမ်းဖတ်ဆေးဥစုတက်ကမြိုင်နယ်ကိုပါရမော်တာဂျိုင်ကော့ပတာချက်ဖိုက်တာတွေနဲ့လေကြောင်းကနေနေ့စဉ်ပြစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။အခုနားဆင်ရမယ့်သတင်းကတော့ထောင်နှံအနှစ်200ကျော်ချမှတ်ခံထားရတဲ့ PDF ရဲဘော်တအူးကိုပြန်လည်ကယ်ထုတ်နိုင်ခဲ့တဲ့သတင်းပါဒီသတင်းကိုကြည့်ရှုအောင်ပါခင်ဗျာ ကွေးမြို့အချင်းထောင်ကိုပို့ဆောင်မဲ့ဒီအကြံဖက်စစ်ကော်မရှင်တပ်ကားကိုဂျားဖြတ်တိုက်ခိုက်ပြီးတော့ PDF တပ်ဖွဲ့ဝင်တို့ကိုပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့6 Gorilla 4 6မြို့နယ်ပကဖလက်ယုံစစ်ကြောင်းစီကနေသိရပါဗျာအဲ6မြို့မှာရဲစခန်းကနေ PDF တပ်ဖွဲ့ဝင်တအုပ်အပါနိုင်ငံရေးကျင်းသား5ဦးကိုတင်ဆောင်ထွက်ခွာလာတဲ့အန်စာတုံးကတစည်းနဲ့အကြံဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အိမ်စည်းကတစည်းကိုနိုဝင်ဘာလ19ရက်နေ့မနက်9:00နာရီလောက်က6မြို့နယ်အတွင်းမကွေးရေနံကျောင်း6လမ်းပိုင်းမှာ ကြားဖြတ်ပြီးတော့တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ကယ်တင်နိုင်ခဲ့တဲ့ကိုနက်ဆိုင်ဟာ2022ခုနှစ်အတွင်း6မြို့ပေါ်စစ်စင်ရေးတွေမှာဥဆောင်ခဲ့သူဖြစ်ပြီးတော့2023ခုနှစ်နှစ်ကုန်ပိုင်းမှာအကြမ်းဖက်ဆက်ကော်မရှင်တက်ရဲ့ဖမ်းဆီးမှုကိုခံရပြီးတဲ့နောက်အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေတွေအပါအမှု15မှုထပ်မင်းနဲ့ထောင်ဒဏ်223နှစ်ချမှတ်ခံရသူဖြစ်တယ်လို့သိရပါတယ်။ဒီစစ်စင်ရေးကိုတော့6 Gorilla Food ၆မြို့နယ်ပါကဖလက်ယုံစစ်ကြောင်းစစ်ကြောင်းမှုဖြုတ်ထက်နိုင်ကဥဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ အဲ့တော့သူ့ကိုဘယ်လိုမျိုးကဲတင်နိုင်တာလဲဖြစ်စဉ်သေးစိတ်ကိုကျွန်တော်တို့တာဝန်ရှိသူတူကအခုလိုမျိုးပြောပြထားပါတယ်နားဆင်ကြည့်အောင်ပါခင်ဗျာဟုတ်ကဲ့ပါအကိုကြီးခင်ဗျာကျွန်တော်တို့6မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့6ခလိုက်ဖို့ CG ရဲ့ပကပတိုက်ခိုက်ရေးထူးလေယုံတပ်တို့ဟာကျွန်တော်တို့မာမိတ်ဖြစ်တဲ့မကွေးခရိုင်ပကပခွဲငါးနဲ့တိုက်ကားဖိုက်တာဖို့ မာမိတ်ပူပေါင်းအဖွဲ့တို့နဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့19ရက်စတာ2025နှစ်ကျွန်တော်နက်နက်မှာကျွန်တော်2022ခုနှစ်ကလေးကမြို့ရပျောက်ကြားများကိုဥဆောင်ပြီးတော့ဘိုဘေတနဲ့တူဥဆောင်ပြီးဆောင်ရွက်ခဲ့သောရဲဘော်မွန်းညိုခနဲ့ရှိုင်းသူကတော့18ရက်စတာ2025အထိမှာသူ့ရဲ့ထောင်ချသက်တမ်း235နှစ်တိတိသူကြက်ခံထားပြီးဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသူ၃ယောက်နောက်ထပ်နိုင်ငံရေးအကျဉ်းသားတယောက်စုစုပေါင်း၅ယောက်ကို ကျွန်တော်တို့6မြို့နယ်နဲ့မခွေသွားတဲ့လမ်းမဲတနေရာမှာကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်ပြီးတော့ကျွန်တော်တို့ရဲဘော်မိုးညိုအားကယ်ထုတ်နိုင်ခဲ့ပါတယ်အဲကျွန်တော်ဒီလိုကယ်ထုတ်နိုင်ခဲ့ဖို့ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအချီးပြီးတော့ကျွန်တော်အတွင်းသတင်းကိုကျွန်တော်တော်တော်လေးရယူရပါတယ်ကျွန်တော်ချိတ်ဆက်မှုကြီးဆောင်ရရတယ်အဲကျွန်တော်တို့သူနောက်ဆုံးအမိတ်ချပြီးတဲ့ခါမှာသူ့ကိုခေါ်ဆောင်လာမဲ့ကားနံပါတ်ကမစားကားမျိုးစားမစားကျွန်တော်တို့ ဒါအတိအကျကျွန်တော်ရရှိအောင်ကျွန်တော်ချိန်ဆက်ဆောင်ရပါတယ်အတွင်းတရင်ပေးဖျဲသည်ပေါ့ဗျာဒါနဲ့တူကျွန်တော်ချိန်ဆက်ရပါတယ်အဲ့လိုရတဲ့ခါမှာကျွန်တော်ကြိုတင်ပြင်ဆင်မှုတွေကျွန်တော်ကြိုတင်လုပ်ရတယ်အဲကျွန်တော်တို့စကွေးအနေမြောက်ခင်မှာကျွန်တော်ကြိုတင်ပြီးတော့ကင်းမုန်နေဝက်ကျွန်တော်တို့ဟိုပလန်နေကျွန်တော်ချပေါ့လေပြီးရင်သူတို့ကားတွေကာနစီထွက်လာတဲ့ခါမှာအဲ့ဒီကားကိုကျွန်တော်တို့တတ်မှတ်တဲ့ဧရိယာရောက်မှာမိုင်းခွင့်ရောက်မှာကျွန်တော်မိုင်းဆွဲခဲ့တဲ့ခါမှာ ရဲဘော်မုံညိုကတော့ဟိုလက်ထိတ်ခတ်ထားတာကိုလည်းသူတနန်းလုံးရအောင်ဖြုတ်နာနိုင်ခဲ့တယ်ပြီးတော့ကျကျွန်တော်မိုင်းဆွဲလိုက်တာနဲ့ကားကိုထိသွားတဲ့ခါမှာသူကားတကားကိုတွန့်ဖွင့်ပြီးတော့ခြေတကယ်တမ်းကသူ့ကိုခတ်ထားတာခြေထိတ်လက်ထိတ်တွေရောပါပါတယ်အဲ့ဒါသူတွန့်ဖွင့်ပြီးတော့သူရအောင်သူထွက်နိုင်ခဲ့တယ်အဲ့ဒီခါမှာတာနမဘော်ကျတော့သူနဖူးတွေခေါင်းတွေပေါက်ပြက်ကွယ်ချော့ရတာပေါ့နောက်တထောင်တွေလက်တွေခြေထောက်တွေအဲကျွန်တော်ဖူးရောင်ကန့်ပြီးတော့ကျွန်တော်ထိခိုက်ဒဏ်ရာနာကျင်မှုတွေရပါတယ်ဒါပေမဲ့အသက်ဆိုးရတဲ့အနေထားတော့မရှိပါဘူး အဲ့ဒါကိုကဲထုတ်နိုင်ခဲ့ပါတယ်ကြံခဲ့ကြံတဲ့နိုင်ငံရေးအကျဉ်းသူသုံးနဲ့နိုင်ငံရေးအကျဉ်းသားတယောက်ကတော့သူတို့ကခုံချမလာတဲ့အတွက်ကျွန်တော်တို့ကဲထုတ်နိုင်ခဲ့ခြင်းမရှိပါဘူးအခုရဲဘော်မုံညိုကိုလည်းကျွန်တော်အဲလွန်မြောက်တဲ့နေရာမှာကျွန်တော်တို့ကဲထုတ်ထားနိုင်ခဲ့ပြီပါပြီစစ်ကူသားမှုတွေကျွန်တော်တို့ပေးနေပါတယ်အဲကျွန်တော်တို့ဒီမြို့ပြပျောက်ကြမှာဆိုနေသူကအင်မတန်အားကိုးရတဲ့သူတယောက်ပါဘာလို့ဆိုဘူပိဒနဲ့သူသူပူးပေါင်းဆောင်ရွက်ခဲ့တာအဲသူဟာဆိုလို့ရှိရင်ကျွန်တော်တို့စာဖတို့ပြီးစစ်တိုက်တောက်တိုင်းအကြီးသားဒဏ္ဍာရီကြီးသားတွေတို့ ပြီးရင်မြို့တော်ဝင်တို့အထိသူပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်အဲမြို့တော်ဝင်ဆိုရင်ပြစ်ခတ်ရှင်းလင်းခဲ့တာဒါကျွန်တော်တို့အများကတော့တေပြီးလို့သိရမယ်ခုချိန်မှာတော့မြို့တော်ဝင်ကကိုမဖြစ်နေပဲရှိနေတယ်လို့ကျွန်တော်တို့သိရသိရပါတယ်ဘာမှမလုပ်နိုင်မရှာနိုင်ကိုမဖြစ်တော့ပါဘူးဒါဒါကျွန်တော်6မိနစ်စီပင်သားရဲ့မြို့တော်အဝင်မှာအဲကျွန်တော်တို့အဲအဲ့ဒါကိုကျွန်တော်ပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်နော်အဲအဲ့တော့အဲ့ဒီနိုင်ငံရေးကျင်းသားရဲ့ဘော်မွန်ညိုကျွန်တော်တို့ရဲ့မြို့ပြပျောက်ချ ရဲဘော်တပ်ကိုကျွန်တော်တို့အဲကျွန်တော်တို့ကဲထုတ်နိုင်ခဲ့တာတော့တယောက်ကိုကဲထုတ်နိုင်ခဲ့အင်မတန်အားရအဲကျွန်တော်တို့ဂုဏ်ယူကျေနပ်မိပါတယ်လို့ဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ကရှင်ပြည်နယ်ဖားကံမြို့စိုင်းတော်မှာဝေမာ22ရက်မနေ့ညပိုင်းကလက်နက်ကြီးပစ်ခတ်တံတွေပေါက်ကွက်တံတွေထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးတလုံးလူနေရပ်ကွက်တွေမှာကြားရောက်ပေါက်ကွက်ခဲ့တဲ့မှတ်တမ်းရုပ်သံဟာလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့နေပါတယ် ကလေးတယောက်သေးတယ်တဲ့လူကြီးကဘိုက်ပွင့်သွားတဲ့လူတော့ပြောနေကြတယ်တကယ်စိတ်မကောင်းเสียပါဗျာဆိုပြီးဒေသခံတယောက်ကလည်းမှတ်ချက်ပြုထားပါတယ်အဲ့ဒီပောက်ကွဲမှုကြောင့်ကလေးတယောက်သေဆုံးခဲ့တာထိရဲ့နေရသူတွေရှိသလိုလူနေတချို့လည်းပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာမမအဝေးထွက်နေတော့အဆိုင်တော်ဆင်းလာခဲ့အထဲဝင်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 အောင်ဆင်းအောင်ဆင်းတစ်ချက်ဟာအေးရေချိုးခိုင်းရေချိုးခိုင်းထဲသွား ီရွှေခွားနဲ့သွားရခရင်နဲ့ရောင်းဆောင်တဲ့ BGF ကသူတို့ထိ ंछ ုတ်ထားတဲ့ရွှေကုတ်ကိုမြို့တစ်မှာကြားဖြတ်လုပ်ငန်းပိုင်ရှင်တထေးတွေလုံးဝနေထိုင်တာမရှိဘူးလို့ BGF ပြောဆိုခွင့်ရှိသူနိုင်မောင်စောကပြောဆိုလိုက်ပါတယ်ရုပ်သက်ဖိုင်ကိုကြည့်အောင်ပါခင်ဗျာတထေးတွေကကျွန်တော်တို့ကမနေပါဘူးเนาะတထေးတွေကဒီလိုနေရာတိတိလေးမှာဘာမှဇင်ခံစရာကောင်း ကောင်းကြရလဲမရှိတဲ့နေရာမှာမရှိပါဘူးသူတို့ကအာရှင်းရှင်းပြောရင်ကျွန်တော်လေးလာတလို့ဆိုရင်ဟာငွေကြီးလဲချမ်းသာတဲ့လူတွေကသူတို့လုံခြုံပြီးတော့မှ ဒီလောက်ပြဿနာတွေရှုပ်ထွေးနေတယ်မှာပဲတတိမှလည်းမနေပါဘူးအဲဆိုလို့ရရနောက်ပြီးတော့ဒီရေမြေပတ်တူရေနေထားရကြည့်မယ်ဆိုလို့ရှိရင်မကောင်းတာလုပ်တဲ့လူကတော့ပြီးလို့လွယ်တဲ့နေရာမှာပဲဥနေမှာပေါ့အဲ့တော့ဆိုလို့ညီငါကကျွန်တော်တို့အစီမှာအဲ့တတိတွေလည်းပတ်သက်ပြီးရွှေ့ပြောင်းထားတာလုံးဝမရှိပါဘူးကျွန်တော်တို့ဒီကာလဒီမှာအာဒီသွေးဆိုကြရခုနကလည်းကျွန်တော်သတင်းမီဒီယာတွေကိုကျွန်တော်ပြပေးခဲ့တာလည်းရှိမှာပါเนาะဒါက ကျွန်တော်မြန်မာနိုင်ငံသားတွေကသူတို့လက်ရှိတက်ဆိုင်ရာတရုတ်ပြည်ထွက်ပြေးသွားတဲ့အတွက်ဟိုအလုပ်တွေကြိုက်ပြီးအဲဟိုမရှိလာတာဖြစ်တော့တချို့အလုပ်ကရှိတဲ့လူကဈေးရောက်တဲ့လူတွေကဈေးဆိုင်ဖွင့်ထားပြီးနေခဲ့ပါပေါ့ဟိုတယ်ရှိတဲ့လူဟိုတယ်ဖွင့်ထားလို့နေခဲ့ပါပေါ့ကျန်တဲ့မရှိတဲ့လူကတော့မြန်မာနိုင်ငံမငါပြည်ပွားတရုတ်တွေပဲပြန်နေကြတာဒီလက်ရှိကင်မရာပေါ်မှာရှိနေတဲ့အရာတွေကလည်းအဲအဲ့တော့ကျွန်တော်တို့တရုတ်တွေကိုကျွန်တော်ပို့ဆောင်ခြင်းလုံးဝမရှိပါဘူးဟုတ်ကဲ့အားလုံးစုစုပေါင်းအဆောက်အဦ20နှစ်နှလုံးကိုစစ်စစ်ပြီးပြီး အဆောက်တစ်ဆက်နှလုံးစီစဉ်ပြီးကြတဲ့အဆောက်အဦတွေကတော့ဟိုလူနေအဆောက်အဦတွေလည်းများဒါတော့ပွေလေးမြင်တာမှုရှိအောင်အရင်တော့ဆိုတော့ကိုလူတပ်ဖွဲ့ကြီးပဲအလုံးတဲခါကြတော့ဟိုဟိုဘယ်လိုပြောပဲဒီဥစ္စာကိုတန်ရရှိတယ်လေအခုကလည်းကိုတို့ဒီအပူပေါင်းတပ်ဖွဲ့တွေနဲ့အလုံးတဲခါကြတော့ခုနတိုက်တွေကိုတို့အားလုံးစုစုပေါင်းတိုက်22လုံးကိုတို့စစ်ဆေးပြီးပြီလက်ရှိခုနကတော့စကမ်မှာဟိုတိတိကျကျလုထားတဲ့နေရာဆိုလို့ခုနဟိုတယ်ဂလုတ်ရဲ့အထဲမှာဟုတ်လို့ဆိုတော့လုထားတဲ့ဒီဒီစကမ်မှာ ဒီ online ဝင်လေလုပ်ငန်းတစ်ခုကိုတော့ကိုတို့ photo လို့ရတယ်ခုနကအဲ့ photo လို့ရတယ်နောက်ပြီးတော့တခြားတော့နေရာမှာတွေကဖြပြေးသိမ်းဆောင်သွားတဲ့နေရာတွေကနေပြီးတော့ခုနကသိမ်းစီရမိတဲ့ monitor computer ဟလာဖုန်းတွေအားလုံးစုစုပေါင်းပေါင်းလိုက်တဲ့ခါကျတော့ကိုခုနကရွတ်ပြတဲ့အဲဒီအရေးပြအလုံးကြီး monitor computer 2000ကျော်နဲ့ဒီဖုန်းအလုံးကြီး2000ကျော်ဒါသိမ်းစီရမိတာရှိတယ်ပေါ့နော်ဟုတ် ရွှေကုတ်ကမြို့တကကြားဖြတ်နိုင်နေတဲ့လုပ်ငန်းတွေကို BGF ကဥဆောင်လုပ်ကိုင်းနေတာမဟုတ်ပဲစီအိုစုရဲ့ဦးစီးလမ်းညွှန်မှုနဲ့အတူစီအိုစုဘက်ကကြီးကြပ်လုပ်ကိုင်းနေတာဖြစ်ပါတယ်ညွန်ကြားမှုရှိတာတော့ဒါနိုင်ငံဘက်ကအကြီးအကဲတွေအစစ်အစစ်ပေါ့နော်အစစ်အစစ်ပေါ့ကိုလူစီမှာအနီးကတိုင်းရိုက်ကုတ်ခဲ့တာကတော့အဲလက်ရှိကရင်ပြည်နယ်အစိုးရဘက်ကလုံနယ်ဝန်ကြီးပေါ့နော်လုံနယ်ဝန်ကြီးအဲဟိုပါပေါ့ဟိုတာနေကြီးတယောက်ကနေပြီးတော့မှပုံမူကြီးမင်းသူကျော်ဆိုတာသူသူသူ့ရဲ့ အဟိုဥစားမှုနဲ့အောက်ကနေပြီးတော့မှဘုလို့ဒီတော်မလေးလေးအချိန်ကတည်းကဌာနချုပ်ရဲ့ဟိုစစ်ပြူပါမှုတွေနော်နောက်ပြီးတော့လက်ရှိကေဒီနဲ့ရဲတပ်ဖွဲ့ကဒုတိယအပြည်နယ်မှုနော်ဦးစီးတဲ့ရဲတပ်ဖွဲ့တွေနောက်ပြီးတော့တခြားတခြားတော့ဌာနဆရာတွေလည်းအများကြီးပါပါတယ်။ဒါနိုင်ငံတော်ဒါတမရာကြီးရဲ့အမိန့်နဲ့နောက်ပြီးတော့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်နဲ့အစစ်အစစ်အဲ့လိုမျိုးတွေလာတာအခုခုချေတီလက်ဒီနေပြည်တော်မှာလုပ်နေတဲ့ တပ်ဖွဲ့တွေကတော့ဟိုအထက်တဲ့ဒိုင်းရိုက်အဆက်အသွယ်တွေလုပ်ပြီးတော့ပါနီးဆက်စောကတော့ကိုဒီ area commander ပါနော်ဒီဆက်စောတွေကတိုင်းမှုတို့ညွှန်ကြားမှုနဲ့ဟိုတောင်းလျှောက်အလုပ်လုပ်နေကြတော့ကဲ့ ရှေကုကုမြို့တည်စီမံကိကခက်ခဲပတ်နက်ပုံစံမတူပဲတရားဝင်မြို့ဖြစ်တယ်လို့ဒုတိယဗိုလ်မှူးကြီးနိုင်မောစောကပြောပါရယ်လူနေအဆောက်အအုံတွေဆောက်လုပ်ဖို့အတွက်တရားဝင်ခွင့်ပြုချက်ရရှိပြီးသားနေရာဖြစ်တယ်လို့လည်းသိရပါရယ်ရှေကုကုမြို့တည်ကကြားဖြတ်လုပ်ငန်းတွေကိုနိုင်နင်းရမှာတရုတ်နိုင်ငံသားအများစုကိုဖန်ဆီးရမိထားပါရယ်ရောက်900ကျော်က ပထမအဦးဆုံးကတော့ကိုလို22နိုင်ငံပေါ့နော်346ဦးဖမ်းပြီးတဲ့အနိုင်ငံအဲ့ဒါ22နိုင်ငံအဲအဲ့ဒီမှာအားလုံးနိုင်ငံအားလုံးမှာတော့လူကြီးအများဆုံးကတော့တရုတ်နိုင်ငံသားပေါ့နော်တရုတ်နိုင်ငံသားအဲဒုတိယရက်မှာကကိုတို့ဒီဟိုဒီပေါ့19ရက်နေ့ပေါ့နော်19ရက်နေ့မှာကိုတို့264ဦးဖမ်းပြီးတဲ့နေရာမှာနိုင်ငံပေါင်း10နိုင်ငံအဲ့ဒီမှာလည်းအများဆုံးကတော့တရုတ်နိုင်ငံသားပေါ့နော်လက်ရှိအာ အဒီနေ့20ရက်နေ့မှာကိုတို့ဒီစီစစ်စဲအားလုံးစုစုပေါင်းနိုင်ငံပေါင်းကအားလုံးအလက်ရှိကဟိုဒီမောဟို14နိုင်ငံပေါ့နော်အားလုံးစုစုပေါင်းအဲဒီနေ့မှာတော့14နိုင်ငံအလူကြီးအားလုံးကိုတို့ဒီဟိုဒီမော14အာလူကြီးစုစုပေါင်းကတော့ကိုတို့ဒီဦးရင်းလောက်ရှိမှာပေါ့အာ 350ကျော်ပေါ့နော်350အခုလုံးလုံးစစ်စေးနေသေးပေါ့ဟုတ်စစ်စေးနေသေးနောက်ထပ်လည်းကိုတို့ထမှန်ဖန်စီရရှိဖို့ကတော့အခုပြန်လာနေသေးပေါ့ဟုတ်အားလုံးကတော့ဒီတရုတ်နိုင်ငံများပါဒီနေ့ညခင်းမှာအထူးတင်ဆက်မှုတစ်ခုအနေနဲ့ဂုံယူစွာနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ဒါကတော့ကျွန်တော်တို့ကရင်နီမှာ နေထိုင်ခဲ့တဲ့အစဉ်တော်လိုင်းတာဝန်တွေကိုထိုင်းရွက်ခဲ့တဲ့ကာလမှာခင်မင်းတိကျွမ်းခဲ့ရတဲ့စေးအဖွဲ့က ဲဆေးကြောင်းသူလို့ဆိုရမှာပါအဲ့တော့ treasury ဘာသူ့နာမည်ကအဲသူ့ရဲ့အခုကျွန်တော်ဖော်ပြထားတဲ့ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာကိုခမန်းမြင်ပါပါဟုတ်ပါတယ်အဲ့တော့သူရေးသားထားတဲ့ရေးသားချက်ကိုကျွန်တော်တို့အရင်ကြည့်အောင်ပါဒီဝစ်ဆောင်ဝစ်နိုင်မှု17နှစ်နီးပါးကြာခဲ့တယ်လင်းရင်တန်းလက်နက်ကြီးတန်နေထဲမှာစာရီကြက်ရင်စာမှုဝေးတွေအောင်ခဲ့တယ်အလုတ်တင်ဆရာဝန်အဖြစ်တစ်နှစ်တိတိဂျူဒီတွေဆင်းခဲ့တယ် ငရေကန်နဲ့ကြာနေတဲ့လောကကြီးမှာအသက်ကယ်ဖို့အားဖြည့်တဲ့လက်တစုံအဖြစ်ရှိနေခဲ့တယ်။ဘယ်အရာမှလွယ်လွယ်မရခဲ့ပေမဲ့ဘယ်ယာကူမှပြပြရောမလုပ်ခဲ့တဲ့ကုကုကူဂုံယူတဲ့ဘွဲကတော့လူတက်ကောင်အားပေးဆရာဝန်တောက်ပေါ်တွေပွေးတဲ့ဘယ်မဟုတ်ပဲကို့ဆရာဝန်စစ်စစ်တွေဆရာကြီးတို့ပေးမဲ့နေ့မှခေါင်းမော်ရင်ကော့ပြီးတော့ဂုံရှိရှိနဲ့ဘွဲယူမယ်။နေရာကတော့2021ကနေ2024ခုနှစ်ထိထရီစီတို့နေခဲ့တဲ့နေရာအဲ့နေရာမှာဂျူဒီစင်အဲ့နေရာမှာစာကြက် အဲ့နေရာမှာမွေးနေတယ်လို့အဲ့နေရာမှာပြောအဲ့နေရာမှာငိုခဲ့ကြရတာပေါ့အမှတ်တရပေါင်းများစွာနဲ့ဆိုပြီးဖြစီကဘွဲဝဲစုံနဲ့ဘုံကျက်ခံရတဲ့သူတို့ရဲ့နေရက်နေရာလေးမှာအမှတ် တရရိုက်ထားပါတယ်အဲ့တော့ဂုံစရာအမြန်ကောင်းပါတယ်ဂရင်းဒီရဲ့စစ်မြေပြင်ကအမြန်ကြမ်းတမ်းပါတယ်ကျွန်တော်ကိုယ်တိုင်တနစ်ခွဲနှစ်နှစ်နီးပါးမြနေခဲ့ဖို့ပါတယ်နောက်တန်းစခန်းတွေမှာနေခဲ့ဘူးတလို့စစ်တပ်ဖွဲ့တွေနဲ့အတူလဲရှိခဲ့ဖို့ပါတယ် ခြေတန်းစစ်မြေပြင်ကချင်းမုံရီတပ်သားတွေနဲ့လဲတိုက်ပွဲတွေလိုက်ခဲ့မှုပါတယ်အဲ့တော့ Greenie စစ်မြေပြင်ကဘလောက်ထိကြမ်းတမ်းနေဆိုတာအဲကျွန်တော်တို့ပြောပြရင်တော့ပြည်စုံနိုင်မှုမရှိပါဘူးနေမြေဒေသကျင်းတယ်ဒါပေမဲ့မြို့ပေါင်းများစွာကိုတွန်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားနိုင်တယ်ဒီအတွက်ကြောင့်ပဲကျွန်တော်တို့တလေလုံးစစ်စင်ရေးကာလတွေရှေ့ကာလတွေမှာ Greenie ကိုအကြမ်းဖက်စစ်တပ်ကအလုံးရင်းတွေကိုချင်းမုံတယ်ဘုံကျဲတယ်အများကြီးကိုအင်အားသုံးပြီးတော့တိုက်ခိုက်တယ် ဒီတိုက်ခိုက်မှုတွေကြားမှာရဲဘော်တွေပြည်သူတွေကိုအတက်ကယ်ခဲ့တဲ့တကယ်အခုဆိုရင်တော့ဆရာဝန်ဖြစ်သွားပြီနော်အဲ့ဒီကာလမှာစေချောင်းသူအနေနဲ့အဲသူရေးထားတဲ့အတိုင်းပဲကျွန်တော်အဲ့ဒီသူတို့စေအဲစေချောင်းသူစေချောင်းသားတွေရဲ့ခေါ်တွေနဲ့ဘယ်နှစ်ဘယ်နှစ်ရွေးဘာတွေတင်ရဲဆိုတော့ကျွန်တော်အများကြီးနားမလည်ပါဘူးဒါပေမဲ့အခုကတော့အဲ့ဒီလိလာတင်ယူရင်းနဲ့လက်တွေ့ရဲဘော်တွေကိုကူညီကယ်ဆယ်ရင်းစူးစမ်းခဲ့တဲ့ရလက်အဖြစ်နဲ့ ထရေစီကအခုလိုမျိုးပြည်သူကိုအဲတရင်စကားပါလာတာပါဂုံယူပါတယ်လေးလေးစားစားကိုအတိမတ်ပြုပါတယ်တကယ်ခက်ခဲကြမ်းတမ်းတဲ့ကာလမှာတင်ယူရေးဖြစ်စဉ်တွေကိုရက်တက်မသွားဘဲနဲ့ပြည်သူတွေကိုပို့ပြီးတော့အသက်ကယ်နိုင်ဖို့တပ်ဖွဲ့ကရဲဘော်တွေရဲဘက်တွေကိုပို့ပြီးတော့ကယ်တင်နိုင်ဖို့စစ်ပညာရက်ဒီဘာသာရက်တွေကိုတနတ်တန်ဘုံတန်လေရင်အကျဲခံရတဲ့ကြုတ်ချင်းတွေဒီလိုမျိုးနေ့တွေရက်တွေညတွေကိုကြော်ဖြတ်ရင်းနဲ့တင်ယူခဲ့တဲ့ ရလည်းဖြစ်ပါတယ်အင်တမဂုံစရာကောင်းပါတယ်အင်တမလည်းကျေးဇူးတင်ရပါတယ်ဘာကြောင့်ဆိုလို့ရှိရင်ဒီကာလမှာဒီလိုအသက်ကယ်တင်မဲ့လူတွေဒီပညာရက်ကိုခက်ခက်ခဲခဲနဲ့တင်ယူမဲ့သူတွေဆိုတာရှားပါတယ်အင်တမလည်းခက်ခဲတဲ့ကာလပါအသက်ရှင်တန်ဖို့တောင်ရုန်းကန်လှုပ်ရှားနေထိုင်ရတဲ့ဒေသဝန်းကျင်မှာဒီလိုပညာရက်ခက်ခဲလွန်းတဲ့ပညာရက်တွေကိုအောင်မြင်အောင်ကြိုဖြစ်နိုင်အောင်တင်ယူခဲ့တယ်ဆိုတော့ဒါကပြည်သူတွေလည်းခံမှန်းကြည့်ရင်ဘယ်လောက်ထိဂုံစရာကောင်းတဲ့သမိုင်းမှတ်တမ်းတစ်ခု မှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီနေရာမှာတွေ့မြင်ရမှာပါအဲ့တော့ Tracy အတွက်ဂုံယူပါတယ်ဂုံယူရင်းနဲ့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ရတာပါရဲဘော်ရဲဘက်ဒီအားလုံးကလည်းဝမ်းသာဂုံယူနေရတယ်အဲ့တော့မာလာလို့လို့17နှစ်နီးပါးကြာခဲ့တာတဲ့ဒါကြီးပြီးသွားတဲ့အချိန်မှာယင်းနေကအလုံးကြီးကျသွားတဲ့ feeling လိုမျိုးဒီရက်ပိုင်းတော့ထူထူကိစ္စကြီးငယ်မရှိနေသေး၍ဘွဲ့ပုံလေးတွေပြီးတင်ကြပါဗျို့ဆိုပြီး Tracy ကပြောထားပါတယ်အဲ့တော့အများကြီး ဂုံယူကြတဲ့အကြောင်းတွေကိုပြည်သူတွေကရေးကြပါတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ဆ ਿਆ ဝင်ရဲဘော်ရဲဘက်တွေပါသလိုမချစ်သူတွေကလည်းဒီ post လေးကို share ပြီးတော့မျှဝေထားတယ်ဂုံယူစရာတိတ်ကောင်းနေဆိုတဲ့အကြောင်းကိုပြောထားတာကိုတွေ့ရပါတယ်အောက်မှာရဲဘော်ရဲဘက်တွေပြည်သူတွေကလည်းတကယ့်ကိုရင်းနှီးကဆက်စစ်မှန်မှန်လေးစားဂုံယူနေကြတဲ့မှတ်ချက်ပြုထားတဲ့ comment လေးတွေကိုကျွန်တော်တွေ့ကြပါတယ် တော်လိုက်တာတဲ့ congratulation သမီးရေတဲ့အရန်ကိုဂုံယူမိတယ်ဂုံယူပါတယ်ညီမလေးရေတဲ့ဂုံယူပါတယ်အမကြီးအရန်ဂုံယူပါတယ်တဲ့တော်လိုက်တာဂုံယူလေးသားရပဲသမီးငယ်နဲ့ဘဝတူ စေချောင်းသူစေချောင်းသားများဆိုပြီးတော့အန်တီတယောက်ကမှတ်ချက်ပြုထားပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကိုဒီကနေ့ညမှာ Tracy ကိုလည်းအပြင်မှာလည်းစုံမှုပါတယ်တချို့ဆက်ဆောင်နေသွားတဲ့နေရာစေကူသားတဲ့နေရာတွေအဲတော်တော်များများ ဂရနီမှာရှိတဲ့ကာလမှာအများကြီးစုံခဲ့ဘူးပါတယ်ဒီနေရာနေပြီးတော့လေးလေးသာသာဂုံယူအတိမတ်ပြုချောင်းကိုတရင်တင်ဆက်ရင်းနဲ့ပြောပြရစေခင်ဗျာ